ြန်မာနိုင်ငံကိုအရေးယူဖို့ရန်အတွက်အမေရိကန်သတ်တော်ကတောင်းဆိုထားတဲ့ကိစ္စကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်။သူတို့ကမြန်မာနိုင်ငံရဲ့ပုံမှန်နဲ့ဆိုင်လာနေတဲ့ပဋိပက္ခကိုကိုင်းတွေးဖြည့်ရှင်းဖို့ရန်အတွက်အချိန်တိတ်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်တဲ့အကြောင်းတွေကိုအမေရိကလွှတ်တော်အမတ်တွေကနိုဝင်ဘာ19ရက်နေ့မှာပဲတတိပေးလိုက်ပါတယ်။ ဒါတော့မကဘူးစစ်အုပ်စုနဲ့ဆက်ဆက်နေတဲ့ကြားဖြတ် online တော့ဒီငွေလင်ကိုင်းစတာတွေနဲ့ပြဿနာနေတဲ့လူကုန်ကူမှုအတူစစ်ကောင်စီဘက်ကရွေးကောက်ပွဲအတူစသဖြင့်သူတို့ကတောင်းဆိုမှုရှိနေတယ်ဒါတော့မကဘူးစစ်ကောင်စီကဒီတရုတ်နဲ့ရုရှားပေါ်မှာမိခူနေတဲ့အကြောင်းတွေကိုပါသူတို့ကထည့်ပြီးပြောလာတယ်နော်ဒါတွေအားလုံးကလုံးဝဒီစစ်ဝန်ဆောင်ဆရာကောင်းနေတဲ့တရင်တွေကြီးပါ ျွန်တော်တို့ဗီဒီယိုကိုကြည့်ပြီးမှပဲဘလူးအပ်တဲ့နေရာကိုပဲဘာသာပြန်ကြည့်အောင်ကျန်တဲ့ဘောရာတုံမြက်မြက်ကတော့အင်္ဂလိပ်လိုနားလေတဲ့လူတွေများရှိပါတယ်ဒါပေမဲ့အတိတ်ကအချက်လေးပေါ့အတိတ်ကအတော့ချက်လေးတွေကိုပဲကျွန်တော်တို့ကသွားပြီးမှအဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့မဆွေးနွေးခင်မှာအခုလိုမျိုးပေါ့အမေရိကရဲ့ပုံကရက်ထရတိုကမြန်မာအချက်တည်းအတွက်ပုံမူပင်းထန်တဲ့ချင်းကမှုလိုအပ်တဲ့အချောင်းကိုတရိပ်ပေးလာတယ်အစူကလေးက လုံးဝကောင်းလိုက်တဲ့တရင်ကောင်းကြီးတစ်ခုလို့ကျွန်တော်တို့ကသုံးသပ်လို့ရတယ်ကွာအရင်တော့ကအမေရိကကမြန်မာပြည်အရေးကိုစိတ်မဝင်စားဘူးပေါ့အာယုံမဆိုင်ဘူးလို့အမေရိကကိုပဲကျွန်တော်တို့ကအမေရိကပစ်တင်နေရှိပါတယ်ပေါ့ဘာဖြစ်လို့မြန်မာအရေးမှာအမေရိကကအလောက်ထိအတန်တိုက်နေရလဲအစသဖြစ်ပေါ့ဗျာအခုကတော့အမေရိကရဲ့လွှတ်တော်ကိုယ်တိုင်ကမြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သက်ပြီးမှ ပင်းပင်းထန်ထန်အရေးယူမှုတွေကိုတောင်းဆိုလာကြတယ်ပြောဆိုလာကြတယ်ဆိုတော့ဒါကတော့လုံးဝအားရစရာတော့ကောင်းပါတယ်လုံးဝဒီကပကပကပလူလူတီရှင်းချပြောတော့တာပေါ့ဗျာဆိုတော့ဒီတစ်ခါဒီအမေရိကန်လွှတ်တော်ရဲ့အစည်းအဝေးကတော့ House Foreign Affair Comedy Subcomedy on East Asia and the Pacific ဆိုတဲ့နေရာမှာជីပါခဲ့တဲ့အချမ်းသာပွဲမှာပြောခဲ့တာဖြစ်ပါတယ် ဒါချူလူရင်းကတော့တာကတော့ဒီချမ်းသာပွေးတသက်ပဲရှိရလို့ပြောရင်ပြောမှာပါဒါမဲ့ရင်တော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှအလောက်ထိတောင်ဘော်တော့ခုလိုမျိုးအမေရိကန်လွှတ်တော်ကပြောတာဆိုတာမရှိဘူးအခုပါပဲပြောလာတယ်ဆိုတော့ဒါကလုံးဝကောင်းတဲ့လက္ခဏာတစ်ခုပါ